ဟုတ်ကဲ့မဟုတ်ကဲ့ဆရာအဲ့ဒါကျတော့နောက်တစ်ခုသိချင်တာလေးဟုတ်ကဲ့ဆရာအခုကဟိုခုနကတော့အမပြောသွားတာစားလို့ရတယ်စားစားဟုတ်ပါလေဆရာအခုထပ်ပြီးတော့မေးချင်တာလေးတခုပါဗောနဟုတ်ကဲ့ဘလို့စားတောက်တွေကတော့နည်းနည်းချင့်ချင်ပြီးစားတဲ့လေဟုတ်ကဲ့ဆရာဒါမှမဟုတ်ဘလို့စားတောက်တွေကတော့ဒီလုံးဝရှောင်ကျင်တဲ့လေဗောနဒီသွေးရည်ကြီးကြီးဝင်နေရှင်တွေအတွက်ဗောနဟုတ်ကဲ့ပါဆရာဒီနေ့လောက်ရှင်းပြပေးပါဦး ုတ်ကဲ့ပါဆရာအခုပြောသလိုမျိုးပေါ့နော်ဒီသွေးကြိုတွေစီးကြိုတွေရှိလာပြီဆိုလို့ရှင်တော့အဓိကတော့ကာဗိုဟိုက်ဒရိတ်အမျိုးအစားတွေပေါ့နော်ကာဗိုဟိုက်ဒရိတ်လို့ပြောလိုက်တဲ့အခါမှာဆိုလို့ရှင်လဲဆရာရေကာဗိုဟိုက်ဒရိတ်ဆိုတဲ့ဟာဥပမာဆိုရှင်ထမင်းမှာလည်းပါတာပဲသတိမှာလည်းပါတာပဲအရွက်မှာလည်းပါတာပဲပေါ့နော်အဲ့တော့ဓာတ်ဒီမှာလည်းပါတယ်နောက်ပဲဒီမှာဆိုလည်းပါတာပဲပေါ့အဲ့တော့ပြောရမှဆိုရင်တော့ဒီကာဗိုဟိုက်ဒရိတ်အမျိုးအစားတွေထဲမှာဥပမာအရွက်ထဲမှာပါတဲ့ကာဗိုဟိုက်ဒရိတ်ဆိုနည်းတယ်ဆရာရေဥပမာဆိုရှင်ဒီလိုမျိုးတစ်ခွက်လုံးမှာကာဗိုဟိုက်ဒရိတ်က5 gram ပဲပါတယ် နော်အဲ့လိုပဲ thymin solution လို့လည်းပြောမယ်ဆိုရင်ဒီဟာပေါ့100ကျွန်းလောက်ရှိတဲ့ thymin ထဲမှာဆိုရင် तू က30လောက်ပါတာ ပေါ့အဲ့တော့ပြောမယ်ဆိုတော့ဒီအရွက်နဲ့ထမင်းနဲ့ကိုရှင်းလိုက်မယ်ဆိုရင်သူကအနည်းဆုံး6ဆလောက်တော့กว่าနေတယ်အဲ့လိုပဲတက်တီးထဲမှာပါတဲ့ကာဘိုဟိုက်ဒရိတ်ကဆိုလို့ရှင်လဲသူရဲ့1ဆပ်ပင်ပေါ့နော်တစ်ခါစားမယ်ဆိုရင်သူက15 gram လောက်ပါတယ်အဲ့တော့ဆရာသူကအရွက်နဲ့စားမယ်ဆိုလို့ရှင်လဲတက်တီးထဲမှာပါတဲ့ကာဘိုဟိုက်ဒရိတ်က3ဆလောက်များတယ်အဲ့လိုပဲထမင်းနဲ့ရှင်းလိုက်တဲ့ခါကျတော့လဲသူကဗာနေသွားလဲဆိုရှင်သူက3ဆလောက်နေသွားတာပေါ့ဆရာဒါကြောင့်မလို့ဥမာဆိုရှင်ပြောရရင်တော့ထမင်းလဲစားလို့ရတယ်ဗျာရပါတယ်ပဲလဲစားလို့ရတယ်တက်တီးလဲစားလို့ရတယ်နောက်ပြီးတော့မှ ဟင်းဒီဟင်းပဲလဲစားလို့ရတယ်ဒါပေမဲ့ဘာလဲဆိုရှင်တော့ ocean ပေါ့နော်ဥမာဆိုလို့ရှင်တော့ထမင်းတို့ခောက်ဆွဲတို့ဆိုတော့အမျိုးအစားတူတူပဲပေါ့နော်အဲ့လိုအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့ဥမာဆိုလို့ရှင်စားမယ်ဆိုမစားဘဲလို့နေလို့မရဘူးစားလို့ရတယ်ဒါပေမဲ့အခုပြောသူလို့ပေါ့အလွယ်ဆုံးဒီတွေးချိုစီချိုသမားတွေအတွက်ဆိုတော့ကျမတို့ရဥပမာမနက်ဆိုလို့ရှင်ရင်9ဇွန်လောက်စားမယ်နေ့လယ်ဆိုရှင်10ဇွန်လောက်စားမယ်ညနေဆိုရှင်9ဇွန်လောက်စားမယ်ပေါ့နော်ဒီချက် short channel ဆိုတော့9ဇွန်လောက် short လေဆိုတာလည်းပြဿနာမရှိဘူးပေါ့ဒါပေမဲ့အလွယ်ကူဆုံးလို့ မှတ်သားမယ်ဆိုလို့ရှိရင်တော့ဒါမနေ့စာ9စောနေ့လယ်စာ10စောညနေစာဆိုလို့ရှိရင်9စောပေါ့ဒါကတော့နည်းနည်းလေးကာဘိုဟိုက်ဒရိတ်များတဲ့အဆီဒက်များတဲ့ကစီဒက်တွေပါတဲ့အစားစာလို့ပြောလို့ရတယ်ဒါကြောင့်မို့ထမင်းမဲဆဆာခောက်ဆွဲပဲဆဆာဒီပုံစံလောက်မျိုးနဲ့စားရဆိုပြတယ် နော်အဲ့ဒီမှာပဲသူနဲ့တကဒေါင်းမြန်ဖြစ်နေတဲ့ဥမာဝါဥကြဆန်တို့လိုမျိုးပေါ့နော်။နောက်မွေငါဖတ်တို့လိုမျိုးညှောက်ဆွဲလိုမျိုးကြတော့ပြောမယ်ဆိုရင်ထမင်းနဲ့ရှင်လိုက်မယ်ဆိုရင်သူတို့ရဲ့ပါဝင်တဲ့ကာဘိုဟိုက်ဒရိတ်ပမာဏကနည်းသွားတယ်။အဲ့လိုနည်းသွားတဲ့အတွက်ကြောင့်မလို့ဥမာဝါဥကြဆန်မျိုးစားလို့ဆိုရင်သူကတစ်ခွေလုံးပြုတ်လိုက်တယ်ဆိုရင်ကယ်လိုရီကဘလောက်မှမရှိဘူးလေ။အဲ့လိုမရှိတဲ့အတွက်ကြောင့်မလို့ဥမာထမင်းစားတဲ့ခါကျတော့ခုနစောမဲစားရပါမယ်။ဥမာဆိုလို့ရှိရင်ဒီကန်စားပေါ့ဝါဥကြဆန်မျိုးစားလို့ဆိုရင်တစ်ခွေလုံးစားလို့ရတယ်။အဲ့တော့သူကဘာဖြစ်သွားလဲဆိုပမာဏချင်းကကြတော့ ော့ကွာသွားတာပေါ့နော်အဲ့တော့ဥပမာလူတွေတချို့မှာဆက်ဆဆင်စားတဲ့ခါမှာတော့ဟိုမှာဖမင်းကိုခုနစောမဲစားဆိုဆရာဒါလူတွေက မနေနိုင်ဘူးပေါ့ဗိုက်စားပါပေါ့နော်အဲ့လိုသူတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးဝါးဥကြဆန်းနဲ့အစားထိုးစားလိုက်တယ်နော်ဒါဆိုလို့ရှိရင်တော့ပို့ပြီးတော့မှသူကပမာဏများများစားရတဲ့အတွက်ကြောင့်လို့ဒါလေးဆိုရှင်ပြောင်းပြီးတော့မှစားတဲ့နေပေါ့ဆရာအဲ့လိုပဲဂျုံနဲ့စားလိုက်တဲ့ခါမှလည်းဥပမာနံပြားစားတာလို့ချပါတီစားတာမျိုးပေါ့နော်ဒါလေးကြတော့လေဗာလေးဆိုသူကနည်းနည်းစားတာလည်းရင်ပြည့်သွားတယ်အဲ့လိုသူတွေမှာဆိုလို့ရှိရင်လေသူကပမာဏနည်းနည်းပဲစားတယ်ဥပမာချပါတီစားလိုက်တယ်ဆိုရှင်ဒလောက်လောက်အဝိုင်းဆိုရှင်နှစ်ချက်တက်ပုံမစားတာမျိုးပေါ့နော်နောက်နံပြားစားတယ်ဆိုရှင် င်လည်းနှစ်ချက်တက်ပုံမစားတာမျိုးဆိုလို့ရှိရင် သူ့ထဲမှာပါတဲ့ကာဘိုဟိုက်ဒရိတ်ပမာဏအစားရှင်အတူတူပဲဖြစ်နေတဲ့အတွက်ကြောင့်မလို့သူတို့ဆိုလို့ရှိရင်ပမာဏနင်းနင်းနဲ့စားတာ ਨੇ ဒါတော့များသွားပြီပေါ့နော်ဒါမျိုးဘိုက်လည်းပြည့်သွားတယ် နော်ဒါကြောင့်မို့စားတဲ့အခါမှာကာဘိုဟိုက်ဒရိုက်တော့ဖြစ်တယ်ဒါတော့အခြေခံပေါ့ဒါကျမတို့နိုင်ငံမှာဆိုလေအခြေခံစားကြတာထမင်းစားမယ်မခောက်ဆွဲစားမယ်မနက်စာပဲဖြစ်ဖြစ်ချက်ပါတီစားမယ်ဆိုတာအများပြည်သူတွေအတွက်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒါဒီလောက်ပဲစားတဲ့လေပေါ့နော်အဲ့တော့ဥပမာဟင်းဒီဟင်းရုပ်တွေလိုမျိုးဆိုကကြတော့ तू ကသူ့ထဲမှာပါတဲ့ပမာဏကကြတော့ဥပမာ100 gram လုံးနေမှာကာဘိုဟိုက်ဒရိုက်ဖိုက်ပဲပါလीအဲ့လိုမျိုးကကြတော့ तू ကများများစားလို့ရတယ်အဲ့တော့ဥပမာဟင်းဒီဟင်းရုပ်ကြော်ဆိုရင်ပကံလုံးကြီးနဲ့တလုံးလုံးစားရမျိုးပေါ့ဒါကြောင့်မို့အနည်း ဆုံး10စွန်းလောက်စားတယ်အမျိုးစားတော့ဆရာရဲ့ကစွန်းရကြော်နေတိုင်း10စွန်းစားဆိုလေစားနိုင်ချင်မှစားနိုင်မှာပေါ့နော်ဒါကြောင့်မို့အရွက်ကြော်လေး9စွန်းလို့အရွက်တုပ်လေး9စွန်းဆိုတော့အမျိုးစားလေးဖွဲလိုက်တယ်ဆိုရှင်တော့ဒါကောင်းကောင်းလေးစားလို့ရသွားတာပေါ့နော်အဲ့လိုပဲအသီးဒီမှာကြာလို့ရှင်လေသူလည်းကာဘိုဟိုက်ဒရိတ်ပါတာပဲဒါပေမဲ့ तू က 100g မှာဆိုရှင်များတော့အဖြစ်ကတော့ဟောပေါ့နော် 15g လောက်ပါတယ်ဆိုတော့အရွက်နဲ့စားလို့ရှင်တော့ तू 3စားလောက်များသွားတယ်ဒါကြောင့်မို့ဒီ hindi ဟိရွက်ဒီမှာတော့ကြည့်လိုက်တယ်ဆိုရင် hindi ဟင်းရွက်ကိုတော့များများစားခိုင်းတယ် တက်သေးပေါ့နော်အဲ့တော့တက်သေးလို့ဆိုရှင်တော့အရင်တော့ကတော့ကြည်တာပေါ့ဟာဟာပေါ့နော်ချိုးလို့ရှင်မစားနိုင်ဘူးအမှန်တော့အဲ့ဒါနဲ့တော့မဟုတ်ဘူးပေါ့နော်အဲ့တော့အဓိကတော့ဗာလဲဆိုရှင်ချိုးရင်တော့မှပမာဏနည်းနည်းစားနိုင်ဆိုရှင်သူကကာဘိုဟိုက်ဒရိတ်ပမာဏပါနောက်လို့ကတော့ဗာလဲဆိုရှင်အသီးနှံတွေထဲမှာဆိုရှင်ကြီးလိုက်လို့ရှင်ရင်အဓိကဗာသွားလဲဆို glycemic index ပေါ့သူစားပြီးသွားပြီဆိုရှင်တွေးထဲမှာဘယ်လောက်ထိ glucose ပမာဏတက်သွားတလေပေါ့နော်အဲ့ဒါပေါ်မှာမူတည်ပြီးတော့မှထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဥပမာတက်သီးစားမယ်ဆိုစားလို့ရပါတယ်နော်အဓိကတော့ဥပမာဆိုရှင်တကယ်ကိုပဲ glycemic index များတဲ့ဥစားမျိုးပေါ့နော်ဥပမာသရက်သီးတို့လိုမျိုးနောက်တစ်ခါကြာလို့ရှင်ဒူးရင်သီးတို့လိုမျိုးနောက်ပိန်နေသီးတို့လိုမျိုးပေါ့သူကတော်တော်များတယ် glycemic index ကများတော့သူတို့လိုမျိုးဆိုလို့ရှင်တော့ရှောင်တင်တာပေါ့နော်ရှောင်တင်တယ်ဒါပေမဲ့ဥပမာဆိုရှင်တချို့တော့လူနာတွေရရှိမယ်ဆရာရဲ့ဥပမာဆိုလို့ရှင်ဒူးရင်သီးကြိုက်တဲ့လူနာတော့သရက်သီး ကြိုက်တဲ့လူနာမျိုးဆိုတော့ဒါဆိုတော့သူ့တို့ရှင်းပြရမှာပေါ့နော်။ဥမာတည့်ရက်တိကြိုက်တယ်ဆိုလို့ရှင်းလဲပမာဏကို short ချပလိုက်တယ်နော်။ဥမာဆိုရင်ဒူးရင်တိဆိုတမြောင်ပဲပေါ့နော်။တမြောင်ပဲစားတာမျိုးတည့်ရက်တိဆိုလဲတချမ်းပဲစားတာမျိုးပေါ့။အဲ့လိုမျိုးစားတယ်ဆိုရင်တော့ဒါဆိုလို့ရှင်းတော့ဒါသွေးချိုစီးချိုသမားတွေအတွက်လဲစားလို့ရတယ်မများရင်ပြီးရောပေါ့။ဒါအဲ့လိုမျိုးတွေမှာကြတော့ပမာဏကိုပဲအဓိကကြည့်ပြီးတော့မှာတော့ ပြောလို့ရတာပေါ့နော်ဒါကြောင့်မို့အခုဆရာမီးလို့နဲ့မီးကွန်းပြန်ကောက်မယ်ဆိုရှင်ရင်ဥမာဆိုရှင်ချင့်ချိန်မီးစာဆိုတဲ့နေရာမှာတော့ဥမာဆိုတက်သီးပေါ့နော်တက်သီးလို့မျိုးကြလို့ရှင်တော့ဥမာတင်မောသီးဆိုလဲခြူတာပဲဒါပေမဲ့ तू က glycemic index နည်းတဲ့အတွက်ကြောင့်မို့ तू ကတော့ပမာဏညညာစားလို့ရအဲ့တော့ glycemic index များတဲ့တည့်ရက်သီးတို့လိုမျိုးနောက်ပြီးတော့မှနာနက်သီးတို့လိုမျိုးနောက်ပြီးတော့ခါကြလို့ရှင်ဖရဲသီးတို့လိုမျိုးပေါ့နော်ပိန်လေသီးတို့လိုမျိုးကြတော့ဒါကတော့စားမယ်ဆိုရင်တော့စားလို့ရပါတယ်ဒါပေမဲ့ပမာဏ ဘူးတော့အများကြီး short စာမယ်ဒါလိုမျိုးလေးဆိုတော့ဒါတိတာသွားတာပေါ့နော်ဒါလေးကတော့အဓိကဒါကတော့ဥစားချင့်ချင်စားတဲ့သဘောပေါ့အဲ့လိုပဲဆရာ ပဲပေါ့နော်ပဲဆိုလို့ရှိရင်ဥပမာတချို့ကထင်ကြတယ်ပဲပြုတ်ပေါ့ဥပမာမနက်စာဆိုရှင်ဒါကျမတို့ရဲ့လူမျိုးတွေအရာကြည့်မယ်ဆိုရှင်ထမင်းနဲ့ပဲပြုတ်ကိုစီဆန်းပြီးတော့စားကြတယ်အဲ့လိုစားကြတဲ့ခါမှာဆိုရှင်ပဲပြုတ်ကိုအများကြီးစားတာမျိုးရှိတတ်ကြတယ်တချို့ကကြတော့ငါတို့ကထမင်းတော့မစားဘူးပဲပြုတ်ကြတော့အများကြီးစားတယ်ဒါဆိုလို့ချိန်ချိန်ပြီးတော့မှစားတဲ့အစားအစာလေးထဲမှာပါသွားတာပေါ့နော်ဥပမာပဲပြုတ်မှာဆိုလို့ရှိရင်လေသူကပရိုတင်းဆိုတဲ့အသားဓာတ်လည်းပါတယ်နောက်တစ်ခါကြလို့ရှိရင်ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ကစီးဓာတ်လည်းပါတယ်ပေါ့အဲ့လိုနှစ်ခုလုံးပါတဲ့ဟာမျိုးဆိုရင်တော့ဒါ ါမျိုးဆိုလို့ရှိရင်တော့ချစ်ချင်လို့မှစားရမယ်အလွန်စားလိုက်ချင်အားဖြင့်ဆိုရင်သူ့ထဲမှာကယ်လိုရီနဲ့ပြန်တွက်တဲ့အခါကျတော့ပြန်ညီမျှသွားအောင်လို့ဒါလည်းချစ်ချင်စားရတယ်ပေါ့မျိုးပါတယ်လို့တော့ပြောပြလို့ရပါတယ်ဆရာเนาะဒါချစ်ချင်စားရတဲ့အရာပေါ့เนาะနောက်တစ်ခုကတော့အခုပြောသလိုပေါ့ဆရာပြောသလိုပဲရှောင်ကျင်ပြီးတော့မှစားရမယ်ဟာပေါ့ဒါလည်းအသီးတွေထဲမှာဆိုရင် glycemic index များတယ်เนาะအခုပဲပြောတဲ့ဒီနာနတ်သီးဖရဲသီးနောက်တော့မှဒူးရင်သီး ိန်လေသေးနော်နောက်တော့မှတိတ်ရသေးဒါမျိုးကြတော့ဒါဘုပြောသူလိုပေါ့ရှောင်းနိုင်နေဆိုတော့အကောင်းဆုံးပါပဲပေါ့နော် အကိမရှောင်းနိုင်ဘူးကြိုက်တယ်ဆိုလို့ရှိရင်တော့လေဒါပမာဏအောင်နည်းနည်းပဲစားအောင်ဒါရှောင်းနေတဲ့မှာပါသွားတယ်အဲ့လိုပဲဆရာတိလာတကြားပေါ့နော်ဟိုမှဆိုလို့ရှိရင်ဆရာအမတို့ဒီပါဆိုလဖက်ရည်တောက်မယ်ကော်ဖီတောက်မယ်ဆိုရှင်သူကတော့တောက်ချင်ကြတာပဲပေါ့နော်အဲ့တော့ဒီသွေးချိုစီချိုဖြစ်လာပြီဆိုရှင်မတောက်နဲ့ဆိုဆရာဝန်ကပြောကြတယ်ဘာလို့လဲဆိုရှင်ကော်ဖီတို့လဖက်ရည်ကဒါဆိုးတာမို့သူတို့ထဲမှာထက်ထဲတဲ့ဥမာ ဆိုလို့ရှိရင်ဟိုဘောနှုတ်စီတို့လိုမျိုးနောက်ပြန်ခါကျတကြားတို့လိုမျိုးပေါ့နော်အဲ့လိုနေများတဲ့ခါမှာဆိုတော့ဒီလိုတကြားမျိုးလိုနှုတ်စီမျိုးလိုဆိုတော့ဒါရှောင်ကျင်ရမယ့်ဟာကြီးပေါ့နော်အဲ့လိုလေးတွေရှောင်ကျင်တဲ့နဲ့နောက်တစ်ခါတော့ချိုးသွောမှုန်နေပေါ့ဆရာဥပမာဆိုရှင်မြန်မာမှုန်အများစုอ่ะလေဒါချိုးတာတွေကတိတ်ပြောမှများတယ်လေအဲ့တော့ချိုးတဲ့မှုန်နေမှာဆိုရှင်ဥပမာမှုန်ကျဲသေးတို့လိုမျိုးနောက်ပြန်ခါကျလို့ရှင်ဆက်နွေးမကင်းတို့လိုမျိုးပေါ့နော်နောက်တချို့တော့ချောက်ကျော်တို့လိုမျိုးဒါလိုမျိုးတွေကကျတော့အချိုးပါမှလုတ်ထားကြတာပေါ့ဒါအများ ားဆုံးဆိုတော့မုံနေရလေဒါခြူရဲမုံနေပဲအဲ့လိုမျိုးအမုံနေဆိုလို့ရှိရင်တော့ဒါရှောင်ကျင်ရမယ်လို့ပြောတာပေါ့နော်ဒါကတော့ပထမဆုံးပြောတဲ့ဒါအစအစလို့ပေါ့နော်ဒီကနေ့ညတော့ဆရာပြောမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာလူမျိုးတွေကကြတော့အနစ်ကြက် ်နော်ဟင်းအနစ်ပေါ့နော်ဟင်းအနစ်တွေကြိုက်တယ်နောက်တော့မှအကြော်တွေကြိုက်ကြတယ်အဲ့တော့ဒီအကြော်တွေဟင်းအနစ်တွေကတော့ရှောင်းလို့ထင်မှာပါပါလေဆရာအဲ့တော့ဆရာပေါ့နော်တကယ်တမ်းကျတော့ပြောမယ်ဆိုတော့ကျမတို့တွေရဲ့နိုင်ငံလူတွေကကြအနစ်ဟင်းအနစ်ကြိုက်ပါတယ်ဆရာအဲ့တော့ဒီဟင်းအနစ်ဆိုတာလည်းပြောမယ်ဆိုတော့ဒါရှောင်းခြင်းတက်နေထင်မှာပါတာပေါ့ဘာလို့လဲဆိုလို့ရှိရင်ဥမာဟင်းအနစ်ထင်မှာကြစက်တုံပြူစက်တုံနေခန်းချင်သေးပေါ့နော်နောက်တော့မှစီရင်များလေးနဲ့ချက်တယ်ဆိုတော့ဥမာအပားဟင်းချက်တယ်ဆိုလဲဒါဟင်းအနစ်ပေါ့မြန်မာဟင်းဆိုလို့ရှိရင်စီပြန်ဟင်းနေလို့ပေါ့အဲ့ဒါနေရာတော့တကယ်တမ်းက ကျတော့ရှောင်ကျင်တဲ့အထဲမှာပါပါတယ်ဆရာနောက်တစ်ခုကတော့ဘောနော်အကျော်ကြီးပေါ့နော်အဲ့တော့အမအကျော်ကြီးလို့ဆိုတဲ့နေရာမှာလေဘူးတိကျော်ပြရကျော်ဆိုတော့ချက်ချင်းမြင်တာပေါ့မျက်စိထဲမှာလေအဲ့ဒါလေးကြလို့ရှင်တော့တချို့ကကျတော့လေရှောင်ကျင်နိုင်တယ်နောက်တကယ်ကကျတော့ဆရာထမင်းကျော်အောင်စားတယ်ပေါ့နော်အဲ့တော့မြန်မာလူမျိုးတော်တော်များများလည်းထမင်းကျော်ကြိုက်တယ်ပေါ့မနဲ့ဆိုလို့ရှင်အဲ့တော့ထမင်းကျော်စားမဲ့ဆရာဆရာထမင်းဖြူလေးနဲ့စီလေးဆန်းစားတယ်ဆိုတာမျိုးတော့ဒါပို့ပြီးတော့မှတင့်တော်တယ် ပေါ့နော်ဒါကြောင့်မို့ဒီစီးကြိုသွေးကြိုရှိတဲ့သူတွေကိုဒီထမင်းကြော်တို့ခောက်ဆွဲကြော်တို့ကြာစံကြော်တို့ပေါ့ဒါလေးတွေကိုတော့ short စားတင်တယ်ဥမာအလွန်ကြိုက်တယ်ဆိုလဲဥမာတစ်လမှာမှနှစ်ခါလောက်ပေါ့နော်အဲ့လိုတွေပြောင်းစားတင်တယ်နောက်ပြီးတော့မှခောက်ဆွဲကြော်ကြာစံကြော်စားဆိုရှင်စီချက်ခောက်ဆွဲလို့လိုမျိုးလေအဲ့ဒါမျိုးဆိုရှင်ပြောင်းစားနေဆိုရှင်တော့ပို့ပြီးတော့မှအဆင်ပြေပါတယ်ဆရာနောက်တစ်ခါမနက်စာဆိုရှင်တူတော်များများဥမာဆိုအီချာကွေးတို့ဆမှုစားတို့ပေါ့နော်အဲ့လိုစားမယ်ဆိုလဲအဲ့ဒီအစားအနံများလေးပြောင်းစားတာမျိုးတို့နောက်ပူရီတို့ပလာတာတို့ပေါ့အဲ့လိုတွေစားမယ်ဆိုလို့ရှိ ှင်လဲဒါပေါ့ချပါတီလေးပြောင်းစားတာမျိုးပေါ့เนาะအဲ့တော့အဓိကကတော့ဒီအစီမြတ်များစားနေတဲ့ဇာလေးအ အလေးအကျက်ပေါ့နော်ဒါလေးတွေကိုလေကရှောင်ကျင်တဲ့နောက်အခုပြောတဲ့မုံနေပေါ့နော်မုံနေဆိုလို့ရှိရင်လေဒါမြန်မာလူမျိုးတွေမှာအထူးသဖြင့်အလူတွေမှာဆိုလို့ရှိရင်ဆရာလည်းတွေ့တာပဲဥမာစနွေးမကင်းလို့မုံကျွဲသေးလို့နော်ဒါလိုနောက်ပြောခါချက်ဖြစ်ကြောက်ကြောလို့အဲ့တော့ဒီလိုဒီမှာဆိုရင်ဓာတ်ရီကတော်တော်ချိုးတယ်ဆရာအဲ့တော့ဒီလိုချိုးတဲ့ဥစားဒီမျိုးလေးတွေကတော့ဒါတဘာဝအားဖြင့်ဆိုလို့ရှိရင်တော့ရှောင်တာပေါ့နော်ဒါကတော့အကောင်ဆုံးပါပဲလို့နော်ဒီလိုတွေကတော့ရှောင်ကျင်တဲ့ပါတယ်ဆရာအဲ့ဒါဆိုလို့ရှိရင်တော့ဟုတ်ပြီပေါ့ဆရာပြောမယ်ဆိုလို့ရှိရင်တော့ဥမာတခြား ားပေါ့နော်ဒီတကြားတွေကလည်းမြန်မာပြည်မှာတကြားသုံးတာရှိတယ်ထင်းရက်သုံးတာရှိတယ်နောက်တစ်ခါကျလို့ရှိရင်ကြံတကာပေါ့နော်ဒါလေးတွေနေပဲမြန်မာမုတ်နေရတော့အများဆုံးလှုပ်နေကြတာပေါ့အဲ့တော့ဒီခစ်မာရောဒီမြန်မာမုတ်နေမစားတော့ဘူးလားဆိုအဲ့ဒီလိုတော့မဟုတ်ပါဘူးဆရာဘာလို့လဲဆိုရှင်အခုကတော့ခစ်တွေကလည်းပြောင်းသွားပြီပေါ့နော်ပြောင်းသွားတဲ့အတွက်ကြောင့်မလို့အချိုးပေါ့အဲ့တော့ဒီသွေးချိုစီးချိုရှိတဲ့လူတွေကလည်းအချိုးကတော့စားကြတာပဲသူတို့ကယောဂကြောင့်ရလည်းစားကြတယ်နောက်တော့မှသူတို့ရဲ့ပေါ့နော်ဟို delete ထုံနှန်းစင်လာရတယ်ကြိုက်တာပဲပါတာပေါ့ ါ့เนาะအဲ့လိုဆိုရင်တော့အမရ ဒါကြာနေရမှာတော့စတီဗီယာတကြာပေါ့ဆရာအဲ့ဒါလေးတော့အခုနောက်ပိုင်းမှာတော့အစားထိုးပေးရဆရာအရင်တော့တော့ဒီဟောစာပေါ့စီချိုသွေးချိုရှိရလူတွေမှာတော့ equal ပေါ့နော် equal ဆိုတဲ့တကြာကိုအများဆုံးသုံးကြတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ဒီ equal တကြာကလည်းဒါ chemical ပဲပေါ့နော်အဲ့လိုမျိုးကြီးပဲညားတဲ့အတွက်ကြောင့်လို့ဒီတဘာဝတကြာအစားထိုးမယ်ဆိုပြီးတော့မှကြီးလိုက်တဲ့ခါကျတော့ဒီစတီဗီယာဆိုတဲ့အပင်ပေါ့နော်သူကတော့အစိမ်းအောင်ရှိတဲ့အရွက်ကလေးပါတယ်ဒါပေမဲ့မြန်မာလူမျိုးတော့စတီဗီယာကိုတော့ဘာမှအတန်ဘာသာပြန်ထားတာမရှိသေးဘူးအဲ့တော့အဲ့ တီးပြားနဲ့လှုပ်ထားတဲ့တကြားတွေရှိပါတယ်အဲ့လိုမျိုးတကြားတွေနဲ့တော့ဥပမာဆိုရှင်ဒါလိုသွေးချိုစီချိုရှိတဲ့သူတွေမှာဥပမာလက်ဖက်ရည်ကော်ဖီတောက်ချင်တာပဲဖြစ်ဖြစ်နောက်ပြီးတော့မှမုံလို့နောက်ပြီးတော့မှချောက်ကျော်လို့ကိတ်မုံလို့ပေါ့ဆရာဒီလိုမျိုးတွေမှာတော့ဒါအခုနောက်ပိုင်းမှာတော့အစားထိုးလာတာတွေတွေ့ရပါတယ်ဒါကြောင့်မလို့အဲ့လိုမျိုးနဲ့ပေါ့ပြုတ်လှုပ်ထားတဲ့မုံနေဆိုရှင်တော့စားလို့ရပါတယ်ဒါလေးကတော့ပေါ့စားဖို့လူနာရှင်တွေအတွက်ရွေးချယ်စရာတခုလိုလည်းပြောလို့ရပါတယ်ဟုတ်တော်တော်လေးကောင်းပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာ